မင်္ဂလာပါခင်ဗျာစက်တင်ဘာလ29ရက်နေ့အတွက်ရွှေရံကုန်ရဲ့ထူးထူးခြားခြားပြည်တွင်သတင်းများအစီအစဉ်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ငလင်းလုတ်ပြီးနောက်ယာယီအုံပြုခဲ့တဲ့အဆောက်ဦးရှင်လုံးအားအိန္ဒိယအစိုးရမှမန္တလေးတိုင်းအစိုးရအဖွဲ့သို့ပေးရလှူဒန်းဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ငလင်းလုတ်ပြီးနောက်ယာယီအုံပြုခဲ့တဲ့အဆောက်အုံရှင်လုံးအားအိန္ဒိယအစိုးရမှမန္တလေးတိုင်းအစိုးရအဖွဲ့တန်းသို့စက်တင်ဘာလ25ရက်နေ့ကပေးရလှူဒန်းခဲ့ကြောင်းသိရပါတယ်မန္တလေးတိုင်းဒေသကြီးချမ်းမသာစီမြို့နယ်မှာရှိတဲ့ချမ်းမသာစီလေးစိတ်ဟောင်းမှာ ိန္ဒိယကောင်စင်ဝင်ရုံကန်နေအိမ်နဲ့အခြားအရာရှိများယာယီနေထိုင်အသုံးပြုခဲ့တဲ့အဆောက်အဦရှင်လုံးအားအများပြည်သူပြန်လည်အသုံးပြုနိုင်ရန်ရည်ရွယ်ပြီးမန္တလေးတိုင်းအစိုးရဖွဲ့တန်းသူလှူဒန်းခြင်းဖြစ်ပါတယ်အဆိုပါလှူဒန်းပွဲကိုအိန္ဒိယကောင်စင်ဝင်ချုပ်ကောင်စင်ဝင်နဲ့မန္တလေးတိုင်းဒေသကြီးအစိုးရဖွဲ့တာဝန်ရှိသူများတက်ရောက်ကြောင်းသိရပါတယ်ဆက်လက်တင်ဆက်မယ့်သတင်းကတော့ရွေးကောက်ပွဲမှာရေယိုနဲ့ရုံးမြင့်တန်ကြားမှတဆင့်မဲဆွဲစီယုံဟောပြောခွင့်ရှောက်ထားနိုင်ဆိုတဲ့သတင်းပဲဖြစ်ပါတယ် လာမယ့်2025ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲအတွက်နိုင်ငံရေးပါတီများအနေဖြင့်မဲဆွဲစည်းရုံးရေးနဲ့ပတ်သက်ပြီးနိုင်ငံပိုင်ရေဒီယိုနဲ့ရုံးမြင့်တန်ကြားအစီအစဉ်များမှတဆင့်ဟောပြောတင်ပြချက်များကိုအော်တိုဘာလ28ရက်နေ့မှဒီဇင်ဘာလ26ရက်နေ့ထိခွင့်ပြုပေးသွားမှာဖြစ်ကြောင်းပြည်အောင်စုရွေးကောက်ပွဲကော်မရှင်ကစက်တင်ဘာလ25ရက်နေ့မှအသိပေးကြေညာထားပါတယ်ဟောပြောတင်ပြခြင်းနှင့်နိုင်ငံရေးပါတီများအနေဖြင့်သက်ဆိုင်ရာပါတီဥက္ကဋ္ဌသို့မဟုတ်အတွင်းရေးမှုသည်အော်တိုဘားလ15ရက်နေ့နောက်ဆုံးထားပြီးပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ဟောပြောမိစာမုံနှင့်အတူ ခွင့်ပြုမိန့်လျှောက်ထားရမှာဖြစ်ကြောင်းဖော်ပြထားပါတယ်ခင်ဗျာနောက်ထပ်တင်ပြပေးမယ့်သတင်းကတော့တဝဲမှာရိတ်တာဖွင့်ပြီးပလင်မော်တက်တရားဟောတဲ့အမျိုးသားကိုဖမ်းဆီးထိန်းသိမ်းဆိုတဲ့သတင်းပဲဖြစ်ပါတယ်တဝဲမြို့နယ်ဝဲကျွန်းထိန်လေရဲ့လင်းရင်ကွင်းလမ်းမှာသာသနာအဆောက်အဦတွေစောက်ပြီးရိတ်တာဖွင့်ကပလင်မော်တက်တရားဟောတဲ့ဥယျချင်းဆိုတဲ့အမျိုးသားကိုစက်တင်ဘာလ25ရက်နေ့ညနေပိုင်းမှာတပ်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့သိရပါတယ်လက်ရှိဆိုပါမျိုးသားကိုတဝဲမြို့နယ် ရဲစခန်းမှာထိမ့်သိမ်းထားပြီးအမှုဖွင့်တရားစွဲဖို့အတွက်လဲအာဏာပိုင်တွေဘက်ကဆက်လက်လှုပ်ဆောင်နေတယ်လို့သိရပါဗျ။အဆိုပါအမျိုးသားကသာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲသာသနာ့နယ်မြေမဟုတ်တဲ့နေရာတွေမှာသာသနာအဆောက်အဦတွေစောက်ပြီးယထာဘုဒ္ဓပရိယတ်တိသာသနာရိပ်သာအဖြစ်ဖွင့်လက်ခါအဋိဋ္ဌံဝင်လာသူတွေကိုတရားပြတရားဟောနေတာလည်းဖြစ်တယ်လို့သိရပါဗျာ။